ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအီဂျင်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ။စကားပြေသံများအလုံးမဲမင်္ဂလာပါ။ဒီတစ်ပတ်အစီအစဉ်မှာတော့ပြီးကျင်းပပြီးစီးသွားခဲ့တဲ့2025ပြင်သစ် Open Final အကြောင်းတကယ်ထိတ်တန့်ကစားသမားတွေဖြစ်တဲ့ဒါစင်နာနဲ့ Ecaresto ရဲ့ရှင်ပြိုင်မှုအကြောင်းတွေကိုကျွန်တော်စီသူနဲ့အတူဆန်နွေငင်းချမ်းကသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအကိုမင်္ဂလာပါခင်ဗျမင်္ဂလာပါညီလေးဟုတ်ကောဒါတကယ် Great Final ပေါ့နော်ကျွန်တော်တို့ကြည်ဘူးသမားတွေမှာအကောင်းဆုံးတဲ့ရတစ်ခုပေါ့အဲ A Final တစ်ခုကိုကျွန်တော်တို့ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညတော့ခံစားခဲ့ရတယ်ပေါ့နော်အဲ့အခါ rest ကတော့ဒါ come back ပုံစံမျိုးနဲ့အနိုင်ရရှိသွားတာကိုကျွန်တော်တွေ့ရတယ်အခုဒီ final နဲ့ပတ်သက်ပြီးတော့အခုပထမဦးဆုံးစပြီးတော့ပြောကျင်တဲ့အရာလေးကိုအရင်ဆုံးစဆွေးနွေးပါလားခင်ဗျာ French Open က Nadal နဲ့အတူမသေးဆုံးသွားသေးဘူးပေါ့ French Open ဟာနောက်ထပ်နောက်ထပ်တကယ် epic magnitude တွေကိုကိုယ်မြင်ရတယ်တကယ် symbolic weight တွေကို Nadal အနားယူသွားပြီးမကြခင်ပါပဲနောက်ထပ်ဒီပြင်သစ် Open ပြိုင်ပွဲတမိုင်းမှာ ဒီစံချိန်တင်ကြာချိန်နဲ့ပေါ့နော်ဒီ record အချိန်9နာရီကျော်9နာရီခွဲတော့ကတော့ကစားရပွဲတော့ပွဲပြီးတော့ပွဲတိုင်းဟာဒီအရန်ကို marginal ဖြစ်တယ်အရန်အချိန်နဲ့ရှိတယ်ပြီးတော့ဒီပြောမဆို base မတူတဲ့ technical တမားနှစ်ဦးရဲ့တိုက်ပွဲဖြစ်တယ်ပြီးတော့ဒါဟာဟိုနောက်ထပ်နှစ်နှစ်သုံးနှစ်၅နှစ်အဆရှိသဖြင့်ပေါ့သူတို့သူတို့ရဲ့ longevity ကိုသူတို့ဆက်ဆံနိုင်ဆက်နိုင်သလောက်နှစ်တွေအရှိ အကုန်လုံးဆက်ပြီးတော့ကြည်ခွင့်ရမယ် rivalry great epic story rivalry တခုအကုန်လုံးဆက်ပြီးတော့မြင်အောင်မယ်ဆိုတဲ့ sense တွေကိုပေးတယ်။နောက်ဆုံးကြိုက်တယ်အကူကတော့အမှန်တိုင်းပြောရင် Yannick Sinner ကိုနိုင်စေချင်တာ။ဒါပေမဲ့ရှုံးသွားတယ်ပေါ့နော်ရှုံးတဲ့အခါမှာလည်း Carlos Alcaraz ကိုချီးကျူးဖို့လည်းဝင်မလေးဘူး။ဘာဘာကြောင့်လဲဆိုတော့ Yannick Sinner ကဘလောက်အနိုင်ယူဖို့ခက်တယ်လဲဆိုတော့ဟိုတီးလို့ပေါ့နော်။ဆိုတော့ဒီကစားသမားတဦးကို Alcaraz ပြန်ပြီးအနိုင်ယူသွားတဲ့ပုံစံ။အရင်လှပလွန်တယ်။အဲတခါကျတော့ဟိုအကူတို့အပြင်မှာဒီ script ရေးပြီးတော့ ကစားခိုင်းရအောင်မှဟိုလူတွေစိတ်ထဲမှာဒါကြီးကမဖြစ်နိုင်ပါဘူးလို့ထင်ထားတာတစ်ခုပို့ပြီးတော့ဟိုလှတဲ့ဒီဇက်ကြောင်းတွေလည်းအကုန်လုံးအထူးသဖြင့်ဆိုတော့တကယ်ဟို set 4က travel championship point ပေါ့နော်ဆိုတော့53040ဆိုတဲ့အနေထားနေပြီးတော့ပြန်အနိုင်ယူသွားပြီးတော့နောက်ဆုံးမှဒီအောင်ပွဲခံသွားတဲ့ Acres တို့လည်းဟိုချီကျူးနဲ့ဂုံပြူတယ်ပေါ့ ဟုတ်ကဲ့ကိုဒါဒီကစားသမား၂ယောက်ဆိုရင်ကိုဒါစင်တာကိုကျွန်တော်တို့ဂျိုကိုဗစ်ပုံစံလို့ပြောလို့ရနိုင်မလားပြီးတော့ဒီအခရက်စကနဒါပုံစံလို့ပြောလို့ရနိုင်မလားပြီးတော့ဒီသူတို့ရဲ့ဒီရှင်ပြိုင်မှုကလည်းအဲ့လိုအသွင်မျိုးပေါ့နော်ကျွန်တော်2012လာဩစတြေးလျ5ဩစတြေးလျ Open Final တကယ်ဟိုတမိုင်းဝင်ပွဲတစ်ပွဲကိုလည်းသူတို့အဲ့နှစ်ယောက်ကစားခဲ့ကြတယ်အဲ့လိုမျိုးပုံစံမျိုးကျွန်တော်တို့ပြန်မြင်တွေ့ခဲ့ရလားကိုอืมပြန်မြင်တွေ့ခဲ့ရတော့အာစင်နာရောရဲ့ပုံစံကထပ်တူမကျရင်မဲ့ဒီ Novak ရဲ့ပုံစံမဲ့လေ ူပုံစံကစိတ်ရှည်တဲ့အမားဆောင်တဲ့ long rally stage ကနေပြီးတော့အနိုင်ဖို့အတွက်ပြင်ဆင်ထားရတယ်ပြီးတော့သူက immortal ကို တကယ် precision engineering လို့ပြောလို့ရတော့အောင်ဟို engineer အတတ်ပညာနဲ့တော့ချက်ထားတဲ့တောင်းတွေကိုကစားတတ်တဲ့ကစားသမားမျိုး angle scale ကိုရွေးတတ်တဲ့ကစားသမားမျိုးအဲမှာပြဿနာကသူ့ကိုသူ့ကို destroy လုပ်သွားတာကအမှုပညာနဲ့ destroy လုပ်သွားတာ accurate car nadal ပုံစံကိုတွားပြီးမဲ့ nadal တက်ပူတဲ့တချို့ အချက်တွေလည်းတွေ့ရတယ် nadal ကိုတော့မမိဘူးဘလို့မမိဘူး အခုကြည့်တဲ့အခါမှာနဒေါ့ဂျိုကိုဗစ်နှစ်ဦးရဲ့ prime ကိုသူတို့နှစ်ဦးစလုံးဘယ်တော့မှရောက်မှာမဟုတ်ဘူးအဲဒါတော့တပိုင်းပေါ့လေဒါပေမဲ့ let's kick ကိုဦးဆောင်မှုအတွက်တော့ထာဝရအကောင်းဆုံးတွေကိုရှင်းနေကြမလို့အဲအဲ့ညမှာမှဒီ accuracy ရဲ့တချို့အပိုင်းတွေဥမာ drop shot တွေမိုးတဲ့ရေထဲမှာခြောက်သွားတဲ့ drop shot တွေစင်နာကိုကောင်းကောင်းဖျက်ဆီးသွားပြီးတော့နောက်ပိုင်းမှာ confuse ဖြစ်သွားသေးတယ်နောက်ပိုင်းမှာဒီဒီ accuracy ရဲ့ drop shots တွေကိုဒီစိတ်အနှောက်အယှက်အရန်ပေးတယ်စင်နာရဲ့ pattern rhythm တွေကိုဟိုဖျက်ဆီးသွားတဲ့ drop shot တွေဥကိုလို့မြင်ခဲ့ရတယ် ်အပွဲကအရန်လှတယ်ပြီးတော့တကယ်ဂျိုကိုဗစ်နဲ့ဒီနဒောပြန်ကစားနေတဲ့ပွဲမျိုးကိုအခုလိုမြင်ရတယ်ဒါပေမဲ့ဂျိုကိုဗစ်နဒောဥမာနဒောပတ်နေပြီးတော့ဒီအမှတ်ယူဖို့အတွက်ယူလိုက်တဲ့ risk မျိုးကိုအဲကာရက်စ်ကယူဝင်မဲ့နဒောလိုမတိကြဘူးမတက်ရဘူးအောက်သွားတာတွေဝေးသွားတာတွေဘောနော်ဒီဘေးထွက်သွားတာဒီနောက်စီးကျော်သွားတာတွေအများတယ်အဲ့အဲ့နှုံးကနဒောကိုသူဘယ်လိုမှမမိဘူးဆိုတာအခုလိုမြင်ရတယ်လို့ဒီ စင်နာအနေနဲ့လည်းတကယ်တကယ်မိုးတဲ့ရေတွေရကိုယ် game plan ကိုကိုမယုံမဲနဲ့ style လေးနဲ့ပြောင်းကျင်သွားတာမျိုးဆိုတော့ i patient level မှာ novak ကိုမမီဘူးဆိုတာမျိုးတော့တွေ့ရတယ်ဟုတ်ကဲ့ကိုဒီ acres ရဲ့ခုနကပြောသွားသလိုပေါ့နော်ကျွန်တော် draw shop ကိုတိတိသာအယူပေါ့နော်ပွဲချိန်ကြလာလေးလေးတိတိသာအယူမြင်ရပြီးတော့စင်နာလည်းတော်တော်လေးရုန်းကန်ခဲ့ရတယ်ရုန်းကန်ခဲ့ရပြီးတော့သူဟိုဝိရတာရိုက်နေတဲ့ဝိရတာကွဲသလိုမျိုးလည်းကျွန်တော်တို့ တွေ့ကြရပေါ့နော်အခုအဲ့ဒီအဲ့ဒီရိုက်တဲ့ရိုက်ချက်ပေါ့နော်ဒါကျွန်တော်သတိထားမိတယ် drop shot ကိုတော့ကျွန်တော်သတိထားမိတယ်တခြားသော drop shot မဟုတ်ပဲနဲ့နောက်ထပ်ပြောလို့ရနိုင်တဲ့ဒီရိုက်ချက်တွေကိုရှင်းရင်လည်းကိုကျွန်တော်တို့ရှင်းပြရပါခင်ဗျအဲအဓိကတော့ဒီအခု game အကြောင်းကိုအခုနည်းနည်းလေးပြောရအောင်အခုဒီ opening game ရဲ့ opening ပေါ့နော်အဲ့ opening မှာဒီစင်နာကပွဲကိုလုံးဝကောင်းကောင်းကြီးကိုလွှမ်းမိုးထားတာအခုတို့တွေ့ရတယ် စင်နာရိုရိုက်တဲ့ပုံစံကတကယ် mechanical efficiency အပြည့်နဲ့သူ့ရဲ့ precision base ကိုယူထားတယ်ပြီးတော့ rhythmically အရန်ကောင်းတယ်အဲ့အတွက်ကိုဒီ acros အတွက်အပြည့်မရှိဘူး acros အတွက်အရန်ကိုခတ်ခဲခဲ့တယ်အဲ့ခတ်ခဲခဲ့တဲ့အနေအထားတွေကနေပြီးတော့ acros လုံးဝအပြည့်မရှိရင်သုံးဘက်ပြတ်သွားမယ်လို့အကိုထင်တဲ့အနေအထားထိဖြစ်တယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာ acros ကဘယ်အပိုင်းကိုယုံကြည်မှုရလာလဲဆိုတော့ဒီ scenario ဟာ ဒီ inside out တွေကိုရိုက်တဲ့အချိန်မှာအဲ့ inside out ရဲ့အပြင်ကိုထွက်ထွက်ပြီးရိုက်တယ်အဲ့ဒါကောင်ကအခု tennis မှာတော်တော်အန္တရာယ်များတယ်ဆိုတော့အဲ့လိုအမားမျိုးက Roger Federer တို့ဒီအဲပြီးတော့ Novak Djokovic တို့အမားကျွလုံးလည်းမရှိဘူး Nadal လိုကစားသမားမျိုး Nadal လို explosive အားကောင်းပြီးတော့အသိအရှင်ပွဲဖြတ်တတ်တဲ့ကစားသမားမျိုးနဲ့ဆိုပို့ပြီးတော့မတုံး inside out ကိုအပြင်ထွက်ရိုက်တယ်ဆိုတော့အခုသဘောတရားအပြင်ပြောမယ်ဆိုရင်ဟိုပုံမှန်အပြင်လာတဲ့ဘောလုံးတစ်လုံးကို backhand နဲ့ဒီပြန်ပြီးတော့သူ့လမ်းကြောင်းထဲကိုပြန်ထည့်ခြင်းဟာ ကိုကလူဟာဒီစီးရဲ့အတွင်းထဲမှာပဲရှိတယ်အစုံကိုရောက်နေသည့်တိုင်အောင်စီးအတွင်းထဲမှာပဲရှိတယ်ဆိုလိုတာကဟိုဘက်ထိတ်ကိုပြန်ပြေးဖို့အတွက်အချိန်မီတယ်ဒါပေမဲ့စင်နာကအဲ့လိုအလုံးမျိုးတွေမှာစင်နာကဟိုဘာဖြစ်လဲဆိုတော့လူကအိုးစီးရဲ့ဘေးစီးရဲ့အပြင်ကိုထွက်ပြီးတော့ inside out forehand ကိုပြန်ရိုက်ချင်တာအဲ forehand ကိုပြန်ရိုက်ချင်တဲ့အခါကျတော့အရန်ဝေးသွားတယ်သူရိုက်တဲ့ရိုက်ချက်တွေက shot တွေကကောင်းလဲကောင်းတယ်သို့တော့တချို့အလုံးတွေမှာ accuracy ကအဲ့ဒီအနေအထားကိုပြန်ပြီးတော့ပြင်ဆင်ထားပြီးသား ြင်ဆင်ထားပြီးတော့ तू तू ကပြန်ပြီးတော့အပြင်ကိုပြန်ထွက်တယ်ဆိုတော့ game ကဘာဖြစ်သွားလဲဆိုတော့ဟိုဟိုအတွက်အချက်နဲ့ကွာဟိုတေကြတဲ့ game မဟုတ်တော့ဘဲနဲ့ uncertainty အရင်မြင်သွားတယ်သူတေကိုဒီဘက်ကိုရောက်ရောက်သွားတယ်အဲ့သူဒီကိုဒီဘက်ကိုရောက်ရောက်သွားပြီးဆိုရင်စင်နာအားနည်းချက်ရှိတော့ Alcaraz နားလေလာတဲ့အချိန်ကစပြီးတော့အဲဒီစင်နာစပြီးတော့ရုံးကန်လာပဲဆိုတော့အဲ့ကောင်ကိုဒီစင်နာရဲ့နီးပြအဖွဲကလှမ်းလှမ်းပြီးတော့သတိပေးနေတယ်သတိပေးပေမဲ့စင်နာက ဟိုသူတို့ဘာတွေပြောလဲအခုမကြားဘူးသူတို့ကိုယ်တိုင်လည်းတောင်တောင်ကြာမှုချိန်ခံလာရတာပြောနေတာဖြစ်တဲ့အတွက်ဒါပေမဲ့စင်နာဟာအဲ့ဒီဘက်ကိုမနေ့အာယုံကိုပြန်စုစုစည်းပြီးတော့အဲ့ inside out ကိုသူတော်တော်လေးသတိထားပြီးပြန်ပြန်ထိန်းနေရပြီမဲ့တချက်တစ်ချက်လွတ်ထွက်သွားတယ်အဲ့ Carlos ကအဲ့ကောင်ကိုအမိဖမ်းလာဆိုတော့ gain ကဘာဖြစ်သွားလဲဆိုတော့နောက်ဆုံး physicality အားပြိုင်ပွဲ technical အားပြိုင်ပွဲထက်ဒီ mentality အားပြိုင်ပွဲဘက်ကိုရောက်သွားတယ်ဆိုတော့ပုံမှန်အားဖြင့်အကိုကဘာမြင်ရလဲဆိုတော့ Yannis Sinner ဟာ game ကို duration ကိုစံပြီးတော့ ဟိုဘယ်လိုခေါ်မလဲဆိုတော့ patient game ကိုကစားတဲ့ tool ဆိုပေမဲ့တချို့တော့အခိုက်အတန့်နေမှာ tool လွတ်သွားပြီဆိုရင်အဲ့ကောင်ကို Acarus ကအမိဖမ်းနိုင်တယ်အဲ့ဒီမှာ Acarus ကဒီအခုတိုးတဲ့အခုပြောတဲ့အခု2-1ဖြစ်သွားပြီ set 4ရောက်သွားပြီ center ဟာ5-3နဲ့ဦးဆောင်နေတဲ့ကိုယ့်ရဲ့ဟို serve အလှည့်လည်းရောက်နေတယ်ပြီးတော့0-40နဲ့ဦးဆောင်နေတယ်အဲ့ဒီအနေအထားမှာတော့မှာ စင်နာကအဲ့အခွင့်အရေးကိုမယူနိုင်ဘူး040ကနေတော့1540 3040 4040ပြီးတော့ advantage သူတလဲကိုတလဲယူပြီးနောက်ဆုံး air carrier ရသွားတော့55ဖြစ်သွားပြီးတော့5565တောက်လျှောက်ပြန်တက်သွားလို့အသေးအံပြန်လိုက်ပြီးမဲ့အိုက်ပွဲကိုသူဘလို့မှမပြတော့ပဲသူရှုံးသွားတာတွေ့ရတယ်။နောက်ဒီဘလို့ခေါ်မလဲဆိုတော့နောက်ပိုင်းမှာ air carrier ကယုံကြည်မှုပါရှိသွားလဲဆိုတော့အဲ့ long rally တွေမှာပါ air carrier ကဟိုအမှားရင်းပူပူပြီးတော့နေလာတယ်။နောက်စင်နာရဲ့အားနဲ့ကြာပြန်ပွဲတစ်လျှောက်လုံးအခု မဖြစ်မနေပြောမှာအားလုံးကြတာစင်နာရဲ့ first half in percentage ကအရန်မိန်တော့လေအဲ့ဒီပုံစံတွေကသူဟာထာဝရအကောင်းဆုံးကစားသမားတွေစီကိုမမိတာအဲ့ဒါပဲပုံမှန်အားဖြင့်ဆို first half in ရခဲ့တော့ဟာဒီနဒါလ်တို့ယိုကိုဗစ်တို့ရိုဂျာဖက်ဒရာတို့ရဲ့ first half percentage ဟာ80အထက်မှာပဲရှိတယ်ဘလောက်ပွဲဟာဘလောက်ပဲအရေးကြီးကြီးအဲ့အဲ့အားကဒီကစားသမားတွေအားသာချက်ဆိုအဲ့စင်နာရဲ့ဒီ first half ရခိုင်တော့ကဂျိုကိုဗစ်နဲ့ကစားတဲ့ semi final တွေက percentage အရင်နှိမ့်တယ် first half percentage အရန်နေပြီဆိုပြိုင်ဘက်ကအဲ့အခွင့်အရေးတွေကိုပေးနေရပဲသူကောင်းလုံးလို့သာပြိုင်ဘက်ကအခွင့်အရေးမရဘူးဒါပေမဲ့သူ့ရဲ့ first half သူက second half နဲ့ကစားနေရတယ်အဲ့ second half နဲ့ကစားနေရတဲ့အချိန်မှာဟိုရေရှည်ကြတော့နာတော့ကိုကိုရဲ့ first half ပေါ်ကိုယုံကြည်မှုအားနေလာတယ်အဲ့အချိန်မှာ air carrier ရဲ့ first half တွေကတပြေးပြေးနဲ့ပို့ပြီးတော့အားကောင်းလာတယ်သူ့ရဲ့ဟို first half ကိုအခုကြည့်တယ်မျိုးစုံရိုက်တယ်တခါလေကျ toss ပဲနဲ့ရိုက်တယ်တခါကျ flat ပို့မှဒီ hit power နဲ့ရိုက်တယ်အဲ့ရိုက်တဲ့အခါမှာလည်းတချို့အလုံးတွေမှာသူ့ရဲ့ ဒီ Alcaraz ရဲ့ power က220လောက်ထိရောက်သွားတယ်။အဲ220လောက်ထိရောက်သွားပြီ။တချို့အလုံးတွေကျတော့ first up ကို190လောက်ပဲရိုက်တယ်။ဒါပေမဲ့အတွင်းကိုကုတ်ပြီးတော့နှိုက်သွားတာ။အဲနှိုက်သွားတဲ့အခါမှာတော့ဒီ center ကနောက်ပိုင်းမှာသူ့ရဲ့ stance ကိုချိန်ရတယ်။ center ရဲ့ stance ကလက်ရှိ tennis အားကစားမှာပေါ့။ tennis အားကစားတမိုင်းမှာပေါ့။အခုကြည့်ခဲ့မှုသမျှတမိုင်းမှာ center ရဲ့ဒီ stance ဟာအထူးခြားဆုံးလို့ပြောလို့ရတယ်။အဲ့လို stance မျိုးဘယ်သူမှမယူဘူး။ ူယူထားတာ45 degree ဆောင်းပြီးတော့သူတစ်ဖက်ဟို penalty ဖမ်းတဲ့ဂိုးသမားတွေတစ်ဖက်ပိတ်ထားတယ်ကွာတစ်ဖက်ကိုဖွင့်ပေးထားပြီးတော့ပြန်ဘက်ကို mygain ကစားသူပေါ့စင်နာကအဲ့ပုံစံမျိုး immediate ကိုထူးကြတဲ့ distance ဟိုတက်ရလားဆိုမတက်ရဘူးအခုတို့ဒီ golf မှာဆိုလဲ John Daly ပေါ့ကွာ John Daly ဟာ Tiger Woods တို့ကိုဘယ်တော့မှမမီခဲ့ဘူးဒါပေမဲ့ John Daly ရဲ့ဒီ golf swing ဟာဟို golf တမိုင်းမှာဟိုဘယ်လိုကောင်းလဲဆိုတော့လုံးဝ unique ဖြစ်နေခွဲထွက်နေတာဟို swing အပြည့်ကြီးနဲ့ရိုက်လိုက်ရင် drive စံချိန်ကသူတင်လာတာ ဆိုတဲ့ပုံစံမျိုးဆိုတော့အမားရဲ့အပြည့်အစည်းလည်းများတယ်ဆိုတော့စင်လာရဲ့အဲ့ဒီအဲ့ဒီ stance ကနောက်ပိုင်းမှာအဲ့ stance ကိုပါသူယုံကြည်မှုနဲ့ပျောက်လာတယ်ဂျိုကိုဗစ်နဲ့ကစားတော့ကတော့မှအဲ့ဒီသူ့ရဲ့ဒီ stance အပြည့်ကြီးကိုသူအစအဆုံးသူပွဲအစအဆုံးရှေ့မှာလည်းဒီ round round 4 round 3အဆင့်အဆင့်သူအဲ့ဒီ stance အပြည့်ကြီးနဲ့ကစားလာတာအဲ့ carousel ကြတော့သူဖြည်းဖြည်းနဲ့ဒီ stance ကို flat back ကိုဖြည်းဖြည်းနဲ့ယူယူလာတွေ့ရနောက်တစ်ခုကဒီ racket ကိုင်တဲ့ grip ပုံစံနဲ့ သူတဖြည်းနဲ့ပြောင်းလာတာကိုတွေ့ရတယ်ဆိုတော့နောက်ဆုံးဘာပြောရမလဲဆိုတော့သူဟာ patient အရန်အားကောင်းတဲ့ကစားတော်မှာသူ Acaras ကိုလည်းဟိုပြောမယ်ဆိုစင်နာကအသာသီးယူထားတဲ့ကစားတော်မှာ Acaras ကိုတိုင်းလည်းသူအရန်သူ့အတွက်ဒီဒီချိန်တိုင်းလည်းနောက်တစ်ချိန်ပြန်ရှုံးရင်ရှုံးနိုင်တာကစင်နာပဲရှိတယ်ဒါပေမဲ့ဒီပွဲတစ်ပွဲအနေနဲ့ကြည့်မှဆိုရင်တော့ဒီ Janet စင်နာသူ့ရဲ့ patient သူ့ရဲ့ဟိုသူ့ရဲ့ principle ကိုသူမယုံခဲ့ဘူးဟုတ်ကဲ့ဟုတ် အာဒီပြန်ပြီးတော့ဒီခုနချန်ပီယံရှစ်ပွိုင်းရတဲ့ထန်းနေဖြစ်သွားတာတော့တော်တော်လေးအကြောက်ဖို့ကောင်းလေပေါ့နော်ပြီးတော့ဒီပွဲပြီးတော့သူတို့နီးပြဖရာရိုပြောသွားတာတော့ဒီတော်တော်လေးယုံကြည်မှုရှိတယ်ပေါ့နော်ဒီကစားသမားကာလော့စ်အေဂိုရက်စ်ကတော်တော်လေးယုံကြည်မှုရှိပြီးတော့ဒီအောင်ကြော်နိုင်မယ်ဆိုတဲ့ပုံစံသူ့ကိုလုပ်ပြတယ်ဆိုပြီးတော့သူပြောသွားတယ်ပေါ့နော်ပြောသွားပြီးတော့ကျွန်တော်ကျွန်တော်ဒီအမေ့ချင်တာဒီဘက်က machine ပေါ့နော် mechanical ဒီ prevention ဘက်ကိုသွားနေတဲ့အချိန်မှာဒီ accuracy ဒီစိတ်ပိုင်းဆိုင်ရာ အာသာမှုကလည်းဘယ်လိုမျိုးဒီ အခြေအနေကြီးကိုပြောင်းပြန်လှန်ပစ်ခဲ့ပြီးတော့နောက်ဆုံးမှလည်းနောက်ဆုံးဟိုပါပေါ့ assist ဖြစ်နေတယ်တိုင်းဖြစ်နေပြီးတော့ဒီ tie break ရရတဲ့အချိန်မှာလည်းဒီ Andy Roddick ကတော့သူပြောသွားတာသူကြုံမှုတဲ့နေရာမှာအကောင်းဆုံးဒီအမှတ်ယူသွားပေါ့30 30နှစ်လားမသိဘူး72လားမသိဘူးဒီဖြစ်သွားတယ်စင်နာကိုနောက်ဆုံး tie break ရိုက်တဲ့အချိန်မှာအဲ့တော့အဲ့ဒီ game ရဲ့ finishing အပိုင်းဒီအပြောင်းလဲလုပ်ခဲ့တဲ့အပိုင်းလေးပေါ့နော်ပွဲကိုပြောင်းပြန်နိုင်တဲ့အပိုင်းလေးကိုကိုထပ်ပြီးတော့သုံးသပ်ပေးပါလားခင်ဗျအဲ့ဒါကကြတော့လေဒီ mental wise ကနှစ်ဦးစလုံးကအကိုကတော့ကြိုက်တဲ့သူတွေ mental က mental အပြောင်းလဲလို့အကိုမပြောချင်ဘူး။ဒါပေမဲ့တစ်ခါလေကျတော့ဟို complete ဖြစ်နေတယ် perfectionist တူကိုဖျက်ဆီးဖို့အတွက်က chaotic လိုတယ်ဆိုရင်ကစဉ်ကလျားဖြစ်အောင်လုပ်ဖို့အတွက်လိုတယ်ဆိုရင်အဲ့ဒီကစဉ်ကလျားဖြစ်အောင်လုပ်ချဲမှာ accurate အောင်မြင်သွားတာ။အဲ့ဒီခါကျတော့ဒီ complete situation တစ်ခုကိုဟိုကပြောင်းကပြန်ဖြစ်သွားအောင်လုပ်တဲ့အလုပ်အောင်မြင်သွားတဲ့အခါမှာတက်လာတဲ့ယုံကြည်မှုအဲ့ကောင်က short times ပဲ။ဆိုတော့အဲ့အဲ့လိုမျိုး color ဖြစ်ခြင်းမျိုးပါစင်နာကအများအားဖြစ်မှာမဟုတ်ဘူး။ ဆင်နာကိုနောက်တစ်ချိန်တွေ့တဲ့အခါကျရင်ငါတို့ဒီ perfectionist ကိုတော့ chaos ဖြစ်သွားအောင်လုပ်ပြီးတော့အနိုင်ယူမယ်ဆိုရင်တော့တွေးလို့လည်းမရအောင်အဆင်နာကလည်းဒီသူ့ရဲ့ psychological ဒီ fortitude ကတော်တော်ကောင်းတဲ့ကစားသမားမျိုးသို့တော့ဒီဒီအခိုက်အတန့်တစ်ခုမှသူရအောင်နင်းသွားတယ်ပေါ့တဖြည်းနဲ့တက်လာတဲ့ယုံကြည်မှုပေါ့နောက်တစ်ခုကဒီ project တွေအားပေးမှုပေါ့နော်ဆိုတော့ဟို Alcaraz အရှိမရှိနေတဲ့ Nadal ပေါ့နော် Nadal ဟာဒီ French Open ရဲ့ဘယင်ကွာအဲ French Open ပြည်သက်တွေဟာ Nadal ဟိုဘယ်သူနဲ့မှမတူအောင်ချစ်တယ်လို့ဟိုအဲကာရော့စ်ကကျတော့နဒေါကူဘွားလေးလိုဖြစ်နေတော့ကွင်းထဲက atmosphere ကလည်းတော်တော်စကားပြောတယ်အဲကာရော့စ်အဲကာရော့စ်အဲကာဆိုရက်ဒီအော်နေတဲ့အတန်တွေကဥမာ Yannick Sinner ဒီ soft ထိုးကန်နေထွက်နေတဲ့အတန်တွေဘိုင်းကမကြခဏသတိပေးနေရတယ်ဆိုတော့ ground ကနည်းနည်းအခုအမြင်တော့ ground က fair သိမ့်မဖြစ်ဘူးမဖြစ်တဲ့အချိန်အဲဆိုအဲ့ဒီအရာတွေကကျတော့ဒီဘက်မှာကျတော့ခံစားနေ absorb လုပ်နေရတဲ့သူဒီ Acarus ကကျတော့ပြိတ္တတွေပေးတဲ့ချက်ချင်းကိုရနေတဲ့သူဟိုဘက်ကကျတော့ဒီ against ဖြစ်နေတာ against the war ဖြစ်နေတယ်ဆိုတဲ့အခါကျတော့အဲ့ဒီအပိုင်းကလည်းဒီ Acros ကိုတဖြည်းနဲ့ယုံကြည်မှုပိုတိုးလာစေနေတူတယ်အခုအမြင်တော့ဒီ blue com လဲဆိုတော့ဒီ code အစုံပါပေါ့နော်ဒီ blue com လဲဟိုဆွဲဆောင်ကဒီ yanex စင်တာကကွင်းမယွေဘူး Acros ကတော့ Nadal ဘက်ကိုနည်းနည်းရောက်တယ်အိုးဒါနဲ့လေတခြားဒီ hard code တွေမှာတော့နည်းနည်းပြဿနာရှိမင်းနဲ့တူတယ်နောက်တစ်ခုကဟိုသူ့ရဲ့ဒီ swing ကနည်းနည်းလေးတယ်ခါလော့စ်အက်ကာရက်စ်ရဲ့ swing ကဘာကြောင့်လေးလဲဆိုတော့သူဟာဥမာ spin ကို တော့စပင်သုံးမယ်ဆိုတော့စပင်ကိုအများကြီး RP အများကြီးသုံးထည့်ခြင်းနဲ့အတွက် flat ရိုက်မယ်ဆိုလဲသူကဒီအ мян နှုံးကိုအရန်ယူခြင်းနဲ့အတွက် AAC ဆောင်းပြီးတော့အခုတို့ဒီ Onana တို့ဒီ diving ဖြစ်တယ်လို့ပြောလေအဝေးရောက်ခြင်းနဲ့အတွက်ခြေသုံး calf ဒီ muscle တွေကိုအရန်သုံးတော့ response ပြရမယ်အလုံးမှာတဟေရကိုမမီဘူးဆိုတော့အဲ့လိုမျိုးပဲဒီ center ကအဲ့အဲ့ swing ကဟိုအခုမျက်ခင်းကိုရောက်သွားတဲ့အချိန်ကြရင်အပြဿနာဖြစ်မှာပေါ့နော်ဆိုတော့ sorry ဒီ error က center ကတော့အပြဿနာမရှိဘူး center ကဘယ်ကွင်းမှာဖြစ်ဖြစ်သူ့ရဲ့ swing က အမြဲတမ်းမှန်တယ်ဆိုတော့အဲ့ဒါကြောင့်အကူက၂ယောက်စလုံးကိုမျှပြီးတော့ချီးကျူးကျင်တာ၂ယောက်စလုံးမျှပြီးချီးကျူးကျင်တယ်မှာ air carrier ကိုအဓိကပို့ပြီးတော့ချီးကျူးကျင်တာကတော့ဆက်စပ်ပြောရတဲ့ precision engineering ကိုဖျက်ဆီးတဲ့အခါမှာ chaos test ကိုသုံးတယ်ဆိုရင်အဲ့ chaos ကလည်းမတုံးတက်ရင်ကိုကိုရိုင်းကပြောင်းကပြောင်းဖြစ်သွားမှာကိုကိုရိုင်းရုပ်ပြစင်းမဖြစ်သွားမှာဒါမှမဟုတ်သုံးနိုင်တယ်တကယ် mechanical excellence ကိုသူကစားသွားတဲ့ဒီ air carrier ရဲ့ creativity ဟာတကယ်ဟို science ကိုအမှုပညာအနိုင်ယူလိုက်တဲ့လိုပုံစံမျိုးအကိုတော့မြင်ရတယ်ဆိုတော့ဒါကြောင့်လည်း ဒီ air carrier နိုင်သွားတာလေနောက်ဆုံးဒီ tie break လာတဲ့ခါမှာ tie break ကအရန်ပြတ်သားလုံးနဲ့ game နဲ့ tie break ဟာဟိုတခြားစီလိုဖြစ်သွားတယ်အမှန်ဆို tie break ကအကွာ tie break ရောက်တိုင်းစင်တာနိုင်မယ်လို့တွေးတာဘာကြောင့်လဲဆိုတော့ဒီစင်တာရဲ့ tie break အရေးအသွေးကအရန်မြင့်အောင်လဲ air carrier က tie break မှာနိုင်လိုက်ရှုံးလိုက်နည်းနည်းလေးဘယ်လိုခေါ်မလဲလူးကျင်တယ်ဒါပေမဲ့အခုကတော့ဒီတပွဲမှာတပွဲထဲမှာ tie break 3ချိန်ကျုံသွားတယ် set 2မှာတစ်ခါ set 4မှာတစ်ခါပြီးတော့ set 5မှာတစ်ခါ set 2နဲ့ set 4ကတယောက်တစ်ချိန်စီနိုင်တယ်အဲ့ကောင်ကဒီ7 game ပေါ့လေအမှတ်ခုနမှတ်ရရင် game ပေါ့နောက်နောက်ဆုံးဒီ5ဘွဲ့မြောက် final ကတော့7မှတ် game ပေါ့အဲ့7မှတ် game မှာဟိုထင်းတော့မထင်းတော့အဲ့လောက်ကြီးပြတ်သွားမယ်လို့1 nil 2 nil 3 nil 4 nil 5 nil ဒီရောက်သွားတယ်အော်5မှတ်ပြတ်သွားတယ်5မှတ်ပြတ်ကနေပြန်လိုက်တယ်အဲ5 1ပြီးတော့6 1အ6 2 9 1 8 9 1ဆိုတော့အခုတိလိုက်တယ်ဟိုဟာစင်နာ game ထဲမှာမြန်မြန်ပြီးကြံသွားပြီဆိုတော့ accuracy ယုံကြည်မှုအမြင့်ဆုံးရောက်သွားပြီဆိုတော့ ဟုတ်ကဲ့ကိုဒါဒီကျွန်တော်တို့ဒီ final ပွဲပေါ့နော် final ပွဲကိုဒါကျွန်တော်တို့အကိုသုံးသက်ပေးခဲ့တာအခု final ပွဲမဟုတ်ဘဲနဲ့ဒီဒီမတိုင်ခင်မှာ semi final မှာလည်းဒါပွဲကောင်းတွေကစားခဲ့တယ်အဲပြီးတော့ဒီ Djokovic တို့ဒါဒီပွဲကောင်းတွေလည်းမြင်တွေ့ခဲ့ရတယ်ပေါ့နော်အခုအဲ့ပွဲတွေကိုကြည့်ပြခဲ့ရတယ်ဆိုရင်အခုအဲ့အရာတွေလည်းအကြောင်းလေးလည်းဒါနည်းနည်းလေးပြသက်တယ်ဝင်မြပြပါဦးခင်ဗျအာကြည့်ပြခဲ့တယ် Sinner နဲ့ Djokovic ပွဲလက်ကြည့်ရတယ်ဒီပွဲတစ်ချက်လုံးနေပါပွဲကောင်းနေပေါ့နော်ဒီသူတို့နာမည်ကြီးကစားသမားတွေရဲ့ပွဲတွေတော့ကြည့်ရပါတယ် ဒီဂျိုကိုဗစ်ဇေဗရက်ကိုနိုင်လာတဲ့ပွဲအရန်ကောင်းတယ်ဒီပြိုင်ပွဲမှာဂျိုကိုဗစ်ဒီသုံးနောက်ဆုံးသုံးလင်းနှစ်တည်းကိုအိုက်ကောင်လေးဗီဒီယိုတစ်ခုတော့လုတ်လိုက်သေးတယ်နောက်ဆုံးသုံးလင်းနှစ်တည်းဂျိုကိုဗစ်ရဲ့အကောင်းဆုံးပုံစံကိုပြန်မြင်ရတာပဲသို့တော်စင်နာကိုတော့သူကြော်ဖြတ်ဖို့တော်တော်ခက်ပါတယ်နောက်ဆုံးသုံးချိန်ရှုံးသွားတယ်လို့ဒီပွဲလည်းသူရှုံးသွားတယ်ဟိုထက်တဲ့တန်တော်ကိုရှုံးသွားတယ်စင်နာကအရာအကောင်းဆုံးတယ်အဲကာရော့စ်ရဲ့အာဘာချက်ကကြတော့စင်းဖိုင်နယ်မှာအဲကာရော့စ်ကဟိုဒုတိယရက်အဆောက်ပထမရက်ပထမရက်ဖြစ်တဲ့အတွက်သူက final အတွက်သူ tennis ကနေတည်ရတဲ့အတိုင်းမှာတကယ်ဟိုနားလိုက် high intensity ကိုတွောလိုက် နားလိုက် high intensity ကိုတွောလိုက်အရန်ပင်မှန်းလေဟို golf လိုပြပြလေးတက်သွားတဲ့ပုံစံမဟုတ်တလို့ဘောလုံးလိုလည်းဒီကို team work ကိုပဲလုံးလုံးနေနေဟိုကိုစီမှာဒီကိုစီမှာတကယ် decisive moment ကအချိန်ခဏလေးရောက်လာတာမျိုးမဟုတ်သူကအမြဲတမ်းကိုကကိုကဒီ protagonist အနေနဲ့ကိုကခေါင်းဆောင်မင်းသားအနေနဲ့တွောနေတာ game မျိုးအဲ intensity အရေးကြီးတယ်ကျမ Air Currency ရဲ့အရန်အားသာသွားတဲ့အချက်ကစီးဖိုင်နယ်ကိုတရက်ကြိုကစားရပြင်မိုစတီနဲ့ပွဲမှာမိုစတီကစောစီးတန်ရသွားပြီးတော့အရှုံးပေးသွားတော့ဒီ Air Currency အတွက်ကဘောလူပွဲခါသူ့100%ဒီ recovery ရတယ်ပေါ့နော်စင်နာကတော့ဂျိုကိုဗစ်ကိုတော်တော်ကိုသုံးပွဲပြတ်တာကနံပါတ်ပဲရှိတယ်ဂိမ်းကတပွဲချင်းတပွဲချင်းတပွဲချင်းတမတ်ချင်းတမတ်ချင်းတမတ်ချင်းရဲ့ duration တွေကပြီးတော့နှစ်ဦးစလုံးရဲ့ style of play ရနှစ်ဦးစလုံးဟာအမှားမခံတဲ့ကျင်တွယ်လေးစီကိုမတော်ပဲနဲ့ဘယ်လိုခေါ်မလဲဆိုတော့ဟိုစော့သားပြီးမကစားပဲနဲ့ မင်းနာကလည်းဘသူပိုစိတ်ရှိလဲဘသူကပိုပြီးတော့အမားနဲ့လည်းပြိုင်နေပွဲဖြစ်တဲ့အတွက်ဒီစင်နာကအရင်ပြင်မှန်းထားတယ်အဲ့ဒီအချက်တွေကလည်းဒီ game ပြိုင်ပွဲကိုဒီ final ကိုနည်းနည်းလေး effective ဖြစ်သွားမယ်နဲ့တူတယ်အများကြီးတော့မဟုတ်ပါဘူးဟုတ်ကဲ့ဟုတ်အာဒါစင်နာမှာတန်ရပြဿနာအနေငယ်ရှိရဲဆိုပြီးတော့လည်းဟိုတိတိထားရတယ်ပေါ့နော်ဟုတ်အဒီကိုကျွန်တော်တို့ဒီ final နဲ့ပတ်သက်ပြီးတော့ကိုထပ်ပြီးတော့ဒီကစားသမားနှစ်ယောက်နဲ့ပတ်သက်ပြီးတော့ဖြည့်ဆွတ်ပြီးတော့အဲသုံးသက်ချင်တာရှင်တဲ့ကိုထပ်ပြီးတော့ပြောပြပေးပါအောင်ဗျ အဲကစားသမားနှစ်ယောက်နဲ့တော့ဆိုင်မယ်ဒါပေမဲ့ကစားသမားနှုတ်နဲ့ပတ်သက်ပြီးသုံးသပ်ချင်တာထက်အကိုကတော့တကယ် embodying the future လို့ပဲဟိုကမြင်တယ်ဒီပွဲကဒီပွဲကတကယ် thrilling tennis match final match တဲ့မကောက်ဘူးပေါ့နော်ဒီပွဲကတကယ် definitive generational အကို statement တစ်ခုပေါ့နော်ဒီနှစ်ယောက်ဟာ tennis လောကကိုဘယ်လောက်ထိဆက်ပြီးတော့အုပ်စိုးသွားမလဲဆိုတာကိုပြတဲ့ပွဲတစ်ပွဲသူတို့ declaration လုပ်လိုက်တယ်သူတို့ statement ထုတ်လိုက်တယ်ငါတို့ဘယ်အစ်စ်မှရှိနေလဲကျန်တဲ့ကောင်တွေသတိထားဆိုရယ်ပွဲမျိုးအကိုတော့မြင်တယ်သို့တော်နှစ်ဦးစလုံး အဲ့အဲ့လားလည်းအခုမဖြစ်မနေပြောကြတာက Roger Nadal Djokovic ရဲ့ level ကိုအခုမရောက်သေးတာမဟုတ်ဘယ်တော့မှမရောက်နိုင်ဘူးလို့ကိုတော့ထင်တယ်ဟုတ်ကဲ့ကိုဒါကိုအခုလို30ပေးသွားရတဲ့အတွက်သူပဲကျေးဇူးတင်ပါတယ်အေးဘယ်တော့မှမရောက်နိုင်ဆိုတဲ့ top business နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နောက်ထပ်ဓာတ်ပုံပဲဖြစ်ဖြစ်ဆက်ပြီးတော့ဆက်ပြောရမယ်ပေါ့နော်ဒါအခု video ကတော့ဒါဒီ Roland Garros တီးတန်းကိုပဲပြောတာဖြစ်တဲ့အတွက်ဒီအခုလောက်ပဲကျွန်တော်တို့တင်ဆက်ပြီးတော့အဆုံးသတ်လိုက်ပါမယ်အခုအခုလို့အဆုံးအခုလို့ဆွေးနွေးပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ် ။ဒါပြည်သက်တွေအနေနဲ့လည်းကျွန်တော်တို့ရဲ့တင်ဆက်မှုကိုကျင့်တဲ့အားလည်းမယ်လို့မျှော်လင့်ပါရစေ။ချစ်ချူအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။